မေလ9ရက်ကပါကစ္စတန်ကိုတိုက်ခိုက်ခဲ့တဲ့အိန္ဒိယရဲ့စင်တူစစ်စင်ရေးအတွင်းပါကစ္စတန်ဟာတရုတ်နိုင်ငံလုံးခြေတန်းစီတိုက်လေယာဉ်တွေကိုအုံပြုပြီးအိန္ဒိယလေတပ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ပါကစ္စတန်ကပြောကြားခဲ့ကြောင်း South China Morning Post ကဖော်ပြခဲ့ပါတယ်။ကရှမီးယားဒေသနဲ့နှစ်နိုင်ငံနယ်စပ်ဒေသမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေအတွင်းပါကစ္စတန်စစ်တပ်ဟာအိန္ဒိယလေယာဉ်၅စင်းကိုပစ်ချခဲ့ကြောင်းပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရစ်ကပြောကြားခဲ့ပါတယ်။လေယာဉ်တွေပစ်ချခံခဲ့ရတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးခြင်းမရှိသေးတာပါ။ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးအစ်ဟာဒါကလည်းပါကစ္စတန်လေတပ်ရဲ့ခြေတန်းစီ ီတိုက်လေယာဉ်တွေဟာအိန္ဒိယရဲ့ Rafale တိုက်လေယာဉ်၃စင်းအပါအဝင်အိန္ဒိယလေယာဉ်၅စင်းကိုပစ်ချခဲ့တယ်လို့လွှတ်တော်မှာပြောကြားခဲ့ပါတယ်။ကျွန်တော်တို့တိုက်လေယာဉ်တွေဟာအိန္ဒိယလေတပ်ရဲ့ပြင်သစ်နိုင်ငံလို့ Rafale တိုက်လေယာဉ်၃စင်းကိုပစ်ချခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကဂျေတန်းစီတိုက်လေရည်အသုံးပြုခဲ့တာပါကျွန်တော်တို့တုံးခဲ့တဲ့လေရင်အားလုံးဟာတရုတ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လို့ဒါကပြောကြခဲ့ပါတယ်အဲ့ဒီသတင်းသားအတည်ပြုခဲ့မယ်ဆိုရင် တိုက်ပွဲအတွင်းလေရင်ချင်းရှင်ပြီးပြစ်ချနိုင်စွမ်းရှိတဲ့တရုတ်တိုက်လေရင်ရဲ့စွမ်းဆောင်ရည်ကိုထင်ရှားလာလိမ့်မှာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲအတွင်း Rafael တိုက်လေရင်တွေပြစ်ချခံရတဲ့ပထမဆုံးဖြစ်စဉ်လည်းဖြစ်လာမှာဖြစ်ပါတယ် လက်ရှိအချိန်ထိအိန္ဒိယနဲ့ပါကစ္စတန်ကြားလေကြောင်းတိုက်ပွဲအခြေအနေကိုတိကျပြတ်သွားစာမသိရသေးတာပါပါကစ္စတန်ဘက်မှအိန္ဒိယလေရင်၅ဆင့်ကိုပြစ်ချခဲ့တယ်လို့ပြောကြားခဲ့ပေမယ့်အိန္ဒိယအရာရှိတွေကတော့လေရင်၅ဆင့်ပြစ်ချခဲ့တယ်လို့ပြောကြားခဲ့ကပြစ်ချရတဲ့အကြောင်းရင်းကိုအသေးစိတ်ထုတ်ပြန်ခြင်းမရှိတာပါ